မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖက်နီးစကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပြသပေးနေတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့ဧကတသမအတန်းမြန်မာသားဖက်စာမှာပါဝင်တဲ့အလုံးဆိုတဲ့စောင်းမလေးကိုဖက်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်ဒီအလုံးဆိုတဲ့စောင်းမလေးကိုရေးသားခဲ့တဲ့သူကတော့ ဆရာကြီးပီမိုးနင်းဖြစ်ပါတယ်ဒါဆိုရင်ပထမဦးဆုံးအလုပ်ဆိုတဲ့စောင်းမလေးကိုမဖက်မဖက်ပြမီမှာဆရာကြီးပီမိုးနင်းရဲ့အထုပ်ပတ်တီလေးကိုပထမဦးစွာ ဖက်ပြပေးသွားမှာဖြစ်ပါတယ်အလုပ်စောင်းမသည်ပီမိုးနင်းဤထူးချွန်ရေးစအုံးမှရွေးချယ်ချက်ဖြစ်သည်ဆရာပီမိုးနင်းကို1883ခုနှစ် နဝင်ဘာလ9ရက်တနင်္လာနေ့နံနက်9:00နာရီတွင်30မြို့ရွာမရက်အပဥရွှေခန်းအမိဒေါ်စိန်နုတို့ကမွေးဖွားသည်မိုးနှင်းများလွန်စွာကြာစင်းချိန်၌မွေးဖွားသောကြောင့်ငယ်နံမီမှာမောင်မိုးနှင်းဖြစ်သည်ဇာတာအမိမှာမောင်ကျော်ညွန့်ဖြစ်သည်အင်္ဂလိပ်เจ้าကအမိဖီလစ်မှာ ပီကိုအဖျားဆွ၍ငယ်မီမိုးနှင်းနှင့် ပေါင်းဆက်ကပီမိုးနှင်းဟူသောကလောင်အမိကို ခံယူခဲ့သည်1893ခုနှစ်တွင်30မြို့အာဆီယံကျောင်း၌ပညာသင်ကြားခဲ့သည်1896ခုနှစ်တွင်မော်လမြိုင်မြို့ရှိဆီမီနရီကျောင်းတွင်ဆက်လက်၍ပညာသင်သည်1896ခုနှစ်တွင်လက်တင်ဘာသာရပ်ကို ကောင်းစွာတက်မြောက်ပြီးဖြစ်၍ ပလောပီနန်မြို့ရှိ General College ခေါ်ပြင်သစ်ပြီးပဲရီမြို့တော်မှခွဲထားသောသိပ်ပံကျောင်းတွင်ဆက်လက်ပညာသင်ကြားခဲ့သည်ထိုကျောင်းတွင်ယုတ်တိဗေဒဒသနိကဗေဒနှင့် လောကီပညာအမျိုးမျိုးကို သင်ကြားခဲ့သည်1902ခုနှစ်တွင်မြန်မာပြည်သို့ ပြန်ရောက်ပြီးအာဆီယံကျောင်းတွင်အလုပ်ဆရာလုပ်ခဲ့သည်။တူရိယာသတင်းစာတိုက် ပညာအလင်းသတင်းစာတိုက်တို့တွင်ဝင်ရောက်လောက်ကင်ခဲ့သည်ဆရာပီမွန်းင်းသည် စာဆောင်ရေးသူဖြစ်သည်ဘန်ဒူလာဂျာနယ်တွင်ကမ္ဘာမင်တန်အခန်းဆက်ကို၎င်းပညာအလင်းသတင်းစာတိုက်၌ပိုက်ဆံကြီးအမည်ဖြင့်ဆောင်းမများကို၎င်းမြမအလင်းသတင်းစာ၌လေးပွေအမည်ဖြင့်ထွေရလေးပါ ပုံသေးကန်းတစ်ခုကို၎င်း နော်လိတ်မဂ္ဂဇင်းတွင်အက်ဒီတာလုပ်ခဲ့ပြီးဥလီပွေအမည်ဖြင့်အင်္ဂလိပ်စောင်းမများကို၎င်းကပအလင်းချမ်းကို လူမင်းအမည်ဖြင့်၎င်း နေရီရီပွဲသားကြီးသားအဖနှင့်မြမြစသောဝိတုရှေကြီးများလောကီကျမ်းများဝိတုတို့များကိုလည်းရေးသားခဲ့သည် ရေးသားခဲ့ပြီး1919ခုနှစ်ကရိုက်ကူးခဲ့သော ပထမဆုံးမြန်မာရုပ်ရှင်မေတ္တာနှင့်သူရာဤပထမဆုံးဇညွန်းစရာလည်းဖြစ်သည်1940ပြည့်နှစ်ဇန်နဝါရီလ6ရက်တွင် ကွယ်လွန်အနေစာရောက်ခဲ့သည်အလုတ်ဆောင်မတွင် အလုတ်လုတ်ချင်းဤအရေးပါပုံနှင့်အလုတ်ဤတန်မိုးကို ဖော်ပြထားသည်အခုဖတ်ပြပေးသွားတာတော့ဆရာကြီး အလုံးဆိုတဲ့ဆောင်းမကိုရေးသားခဲ့တဲ့ဆောင်းမရှင်ရဲ့အထုပ်ပတ်တီကိုရေးအထုပ်ပတ်တီဖြစ်ပါတယ်ဆရာကြီးပီမိုးနင်းရဲ့ကိုရေးအထုပ်ပတ်တီလေးဖြစ်ပါတယ်ကဲဒါဆိုရင်အလုံးဆိုတဲ့ဆောင်းမလေးကို စတင်ပြီးတော့ဖတ်ကြအောင်လူဤကျင်းဝိကို အလုံးဖြင့်ပြရ၏အလုံးသည် အကောင်းဆုံးသော သင်စရာဖြစ်သည် ပြင်းဤပေါ်ရအားလက်ချင်းသည်စိတ်ကိုယုံနိုင်သော အဖြစ်သို့ရောက်စေ၍အလုံးလုံးချင်းသည်စိတ်ကိုမြင့်မြတ်တည်ကြည်စေနိုင်လေသည် ပြင်းဤပေါ်ရအားလက်တော်သူသည် လူကျင်ဝိလူဝေတရားကျေပွန်မီမဟုတ်ပေ လောက၌ဆင်းရဲဒုက္ခဖြစ်သည်။ဤရာဂိုင်းနှုံး90သည် ပေါ်ရအားလက်ချင်းမှထွက်ပေါ်လေသည် အားလက်ချင်းသည် မကောင်းမှုဒုစရိုက်တို့ဤ ထွက်ပေါ်ရာလှိုင်းကောင်းတပွဲဖြစ်လေသည်အလုတ်သည်စိတ်ဤချမ်းသာခြင်းကို ဖြစ်စေ၏တောကအပူတို့ကိုမေ့စေ၏လူတယောက်အားတသလုံးဘာမှ မလုပ်ရဟုသောဒဏ်ကိုပေး၍ကြည်ကြေကထိုသူမှာအဘယ်မျှလောက်ကြီးမားသောဆင်းရဲဒုက္ခကို ခံစားရမည်ကိုသိရပေလိမ့်မည်မသေးလဲမသေးရဘယ်အလုတ်ကိုမျှလဲမလုံရဟုသောဒံကိုပေးချေက တေခြင်းသောစိတ်သည်ထက်တန်စွာ ပေါ်ပေါက်လာမည်မှာမလွဲပေ အခက်အခဲတွေ့လျင်ထိုအခက်အခဲကို အခြားနည်းဖြင့်မအောင်မြင်နိုင်အလုံးဖြင့်သာအောင်မြင်နိုင်၏အလတ်ချင်းသည်တန်ခြင်းနှင့်တူ၏အလတ်ချင်းသည်အလုံးလုံးချင်းထက်စိတ်အားထက်တန်ဆုပ်ယုပ်ချင်းအဖြစ်သို့ပုံမိုလင်းမြန်စွာ ရောက်စေနိုင်၏ ဆင်းရဲဒုက္ခအခက်အခဲတို့သည် လူတ္တဝါတို့အားမကောင်းကျိုးပေးရန်ပေါ်လာတတ်ကြသည်မဟုတ်ကောင်းကျိုးပေးရန်ပေါ်လာတတ်ကြလေသည် အခါများစွာ မတွေးမခေါ်မမျော်လင့်သောနေရာဌာနအကြောင်းတစ်ခုခုမှထိုအနောက်အရှက်အခက်အခဲတို့သည်ပေါ်လာတတ်၏အခဲအခဲတွေ့ကြုံရ၌တည်ကြည်မြဲမြံ၍မယိမ့်မယိုင်သောစိတ်နှင့်ခုခံကား မိမိဤတာဝန်ဝတ္တရားမပြတ်မကွက်အောင်စ조사သူတို့မှစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းကိုရရှိခံစားကြရမည်မှာဓမ္မတာသဘောသဘောတရားပေတည်အခက်ခဲသည်စိတ်သဘောကြီးမားရင်တန်ခြင်းအတွေ့အကောင်းဆုံးသောသင်ခန်းစာများဖြစ်ကြ၏အခက်ခဲတွေ့သည့်အခါရဲရင်ခြင်းနှင့်ရှင်ပြသောစိတ်ကိုဆောင်ကခုခံကြရမည် ထိုအခါခက်ခဲခြင်းသည်မိမိဤကြောက်မဲ့ဖွယ်သောအသွင်ကိုလျှော့၍ပေးလက်တံခက်ခဲခြင်းကို တွန်းလှန်ခုခံလေးရှိသောသူမှာအကျင့်ရလျက်စိတ်တိုက်ဝါသနာပါသောသူလက်ဝိဝါသနာပါသောသူ သူများစစ်ပွဲလက်ဝိပွဲမှာကြော်သလိုခက်ခဲခြင်းနှင့်တိုက်ခတ်ရခြင်းအလုံးမှာပင်ပျော်ရွှင်၍လာတတ်ကြလေသည် အခက်အခဲကိုနိုင်နှင်းစွာ ဖြိုဖျက်လောက်ကင်ခြင်းသည်အလုတ်ဤရွယ်ချက်တီးဟူသောအလုတ်ဤအကျိုးစီးပွားကို ခံစားရခြင်းထက်ပိုမို၍စိတ်ဤတာယာချမ်းမြေ့ခြင်းကို ဖြစ်စေနိုင်သည် ဟုဂရိပညာရှိကြီး အရစ္စတိုတဲကပြောခဲ့လေသည် အမဲလိုက်ခွေးသည်အမဲကိုရမှပြောသည်မဟုတ် လိုက်ရခြင်း၌ပင်ပျော်ရွှင်ပြီးဖြစ်၏ထို့အတူခက်ခဲစွာလောက gain ကြံစီရခြင်း၌အလောက်၏အကျိုးခံစားရရှိခြင်းမရရှိခြင်းကိုပဒါနမထအလုံးလုံးရခြင်း၌ပျော်ပိုက်သော အလေးအကျင့်ကိုရအောင် အလုံးဤလက်ကျင်ငန်းကိုယူရသည် များစွာသော သူတို့သည်အားလက်စွာနေ၍မရာ ဘာကိုလုံးရပါမလဲဟုရှာကြံကြ၏၎င်းတို့မှာမရှိခြင်းငတ်ချင်းကြောင့်လုံးရခြင်းမဟုတ်အလုံး၌ပျော်ပိုက်ခြင်းကြောင့်ဖြစ်ရာ အလုံးသည် လူဤတာဝန်ဝတရားဖြစ်ရာကထိုလူမျိုးသည် တာဝန်ဝတရားကို ဆောင်ရွက်ခြင်းတက်တက်မှာပင်ជីနူးပျော်ပိုက်သူများဖြစ်သည်ဟု ဆိုရပေမည်ထိုလူမျိုး၏စိတ်သည်နေရာသို့မရောက်နိုင်တော့ပေ အဟုတ်တကယ်ကြီးပွားအောင်မြင်လိုသောစိတ်နှင့်တကယ်ကြိုးစားလောက်ကံကြံစည်သူမှန်က အများအပြည့်အောင်မြင်ရ၏မအောင်မြင်သူတို့မှာ ရာဂိုင်နှုန်းတစ်ယောက်နှစ်ယောက်သာ ရှိလေ၏အောင်မြင်သူတို့သည် ရှေးဦးပထမဆုံးပါကြ၏ဆုံးရှုံးကြ၏အထက်ထက်ကြိုးစားခြင်းကြောင့်သာ အောင်မြင်ကြလေသည် ရှေးဥပထမအထမမြောက်မအောင်မြင်သည့်အခါအများအပြားဖြင့်စိတ်လျှော့ကြသည့်အတွေ့ မအောင်မမြင်ဖြစ်ကြရလေသည်စိတ်မလျှော့ပဲထက်ကထက်ကစ조사သူတို့မှအောင်မြင်မြဲတာဒီအပင်မန်းမခံလို့ပဲလိုချင်ရာကိုရလိုသောစိတ်သည်စိတ်ဖြင်းစိတ်ညက်ဖြစ်လေသည်အဖို့တန်သောအရာများဟူသည်မြသည်အလုတ်ဖြင့်ရင်းနှီးရလေသည်ဘာမစိုးလုံလျင်ရ၏ငွေမရှိသောကြောင့်မလုံနိုင်ဟူသောစကားသည် လူပြင်းလူညံ့တို့ဤစကားဖြစ်ဤငွေလိုလျင်လုံးရမည်လုံးလျင်ရမည်သာတည်ဒါလေးကတော့အလုံးဆိုတဲ့စောင်းမလေးကိုဖက်ပြပေးသွားတာဖြစ်ပါတယ်ရေးသားတဲ့သူကတော့ဆရာကြီးပီမိုးနင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်